မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြည်မြို့နယ်ကော်လိုင်းချေးွာအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးတပ်ဘက်ကအရာရှိ3ဦးအပါအဝင်18ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်နေ့ညနေ4နာရီကမှရေပြည်မြို့နယ်ကော်လိုင်းချေးွာအနီးကိုစစ်ကြောင်းထိုးလာတဲ့ င်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုမွန်ပြည်ဒေါ်လာရေးတပ် MSF နဲ့ဒေါ်လာရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုထိတွေ့တိုက်ပွဲဟာညနေ6:00နာရီဝန်းကျင်ကအထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးဘက်ကအရာရှိ3ဦးအပါအဝင်စစ်ခွေး18ကောင်တေဆုံးပြီးတော့ခဏဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်9ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါက ဒီရေပြူမလွဲတော့လမ်းမိုက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်သူတို့ဘက်ကရန်သူဘက်ကတိတ်ဆုံးတဲ့ဆင်းရဲကတော့ထတ်တိုးတာမရှိသေးဘူးပေါ့နောက်ဆုံးရရှိတဲ့သတင်းအချက်အလက်ကတော့18ကောင်သေးတယ်သေတဲ့18ကောင်ထဲမှာအရာရှိ3ယောက်ပါတယ်9ယောက်ကလည်းထိခိုက်ဒဏ်ရာရရှိထားတာကိုကျမတို့အတွင်းသတင်းအရသိခဲ့ရပါတယ်15ရက်နေ့ကတိုက်ပွဲမှာတော့လက်နက်ခဲယမ်းတိမ့်စီရမိတာမျိုးမရှိပါဘူးရေပြူဒေသဘက်မှာဆိုရင်ဆက်လက်ပြီးတော့တိုက်ပွဲတွေလည်းပြင်းထန်နေဆဲဖြစ်ပါတယ်စစ်ရေးအရာလည်းအခြေအနေတင်းမာနေဆဲဖြစ်ပါတယ် ကျွန်မတို့မဟာမိတ်တော်လိုင်းအဖွဲ့တွေအနေနဲ့လက်နက်ခဲရန်လိုအပ်ချက်တွေရှိလာပါတယ်လို့ Mon State Revolution Force MSRF ကပြောရေးဆိုခွင့်ရှိသူမိတလညံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားအယောက်20တိတ်ဆုံးပြီးတော့ခေရန်တချို့ကိုတင်းစီရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ14ရက်နေ့မနက်7:00နာရီကစတင်ပြီးတော့ညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကစုတီပါနဲ့ရွာသစ်တောင်ရွာကြားဘူရာယုံဟောင်းအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးအယောက်20ခန့်သေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရှိသူများပြားကစစ်ခွေးတပ်ဘက်ကလက်ပြဘုံတစ်လုံး၊အီနာကတစ်လုံး 5.56G 19တောင်း 7.62G 16တောင်းတို့ကို တင်းစီရမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲမှာညောင်ဦးဘက်ကစစ်ခွေး9ကောင်တေးပါတယ်တီရာယုံမွန်စီကကောင်တွေကတော့73ကောင်တေးတယ်စုစုပေါင်းစစ်ခွေးအကောင်20တေးတယ်ထိတွေ့တိုက်ပွဲကမီတာ90လောက်ကတ်နေတာဆိုတော့နီနီလေးလှမ်းမြင်နေရတာပေါ့ဒီကောင်တွေကတနက်တွေကိုလွှဲထားပြီးတော့ခိုးရပါပစ္စည်းတွေကိုထမ်းထားတာဆိုတော့ပြန်မပြစ်နိုင်မဲနဲ့အသေးများသွားတာပါ ဒီကောင်တွေဘက်ကအင်အားက၁၀၀လောက်ဖြစ်နေလို့မဟုတ်ရင်ကျွန်တော်တို့တနက်တွေပါရမှာလို့ People's Democratic Army PDA ကစီရေးတာဝန်ခံရဲဘော်အုပ်စိုးကပြောပြထားပါတယ်။၎င်းအချက်ဘတ်စစ်ကောင်စီစစ်ကြောင်းဟာလက်ရှိအချိန်မှာအင်အားတွေထပ်မံဖြည့်တင်းထားပြီးတော့ရွာသစ်တောင်ကြီးရွာမှာစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်ပြည်သူလူထုများအနေနဲ့စီရေးသတိရှိကြရန် People's Democratic Army PDA အဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့ကနေဘိမ်းမြို့ဘက်ကိုတက်လာတဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတင်ဆောင်လာတဲ့ကားနက်စီးကိုကြားဖြတ်တိုက်ခိုက်ရာကားတစ်စီးပျက်စီးသွားပြီးတော့စစ်ခွေးတပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ12ရက်နေ့ည9:30မိနစ်ခန့်မှာတနင်္သာရီမြို့ကနေဘိမ်းမြို့ကိုတိန်ခေါ်တမုတ်ချုံရွာတိုက်ပွဲများအတွင်မှာဒဏ်ရာရရှိခဲ့တဲ့စစ်ခွေးများကိုတင်ဆောင်လာတဲ့ကာနက်စီကိုကန်းတူရွာအရောက်မှာတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်ခွေးများထိခိုက်မှုရှိပြီးတော့ကားတစ်စီးဟာလည်းအနောက်ပိုင်းပြက်စီးသွားကဆက်လက်မောင်းနှင်လို့မရတော့တဲ့အတွက်ကြောင့်အမှတ်996တိုင်ရင်တဲကို ကျိုးနဲ့ဆွဲပြီးတော့ယူဆောင်သွားရတယ်လို့သိရပါဗျ။မိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးကားတစ်စီးကတော့အနောက်ပိုင်းပျက်စီးသွားပါတယ်ဆက်လက်ပြီးတော့မောင်းလို့မရတော့လို့အခြားကားတစ်စီးနဲ့ဇဝဲမှာအခြေဆိုင်တဲ့အမှတ်996တိုင်ရင်းနဲ့ကိုဆွဲပြီးတော့ယူဆောင်သွားရတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပကဖအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ license မဲ့ KTV ဘားမှာမွေးနေ့ပါတီကျင်းပနေတဲ့မြန်မာနိုင်ငံသား42ဦးထဲမှာမူရဲဆေးဝါးသုံးဆွဲမှုစီးစစ်တွေ့ရှိခဲ့ရတယ်လို့ဘန်ကောက် post သတင်းဌာနကဖော်ပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ15ရက်နေ့ညပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့တရားမဝင် KTV ဘားကိုရဲတပ်ဖွဲ့ကဝင်းအောင်စီးနှင်းပြီးတော့မွေးနေ့ပါတီကျင်းပနေတဲ့မြန်မာနိုင်ငံသားအယောက်60ကို ဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတဲကမှမြန်မာနိုင်ငံသား42ဦးဟာမူရဲစေဝါသုံးဆွဲနေတာကို စီစဲတွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဘန်ကောက်မြို့စရီဗာရာလမ်းမှာရှိတဲ့ထောင်းအင်းထောင်းဟိုတယ်ဘေးမှာလိုင်စင်မဲ့ KTV ဘားတည်ရှိပြီးတော့အဲ့ဒီဘားမှာတစ်ထက်အဆောက်အုံဖြစ်ကအခန်းသုံးခန်းပါရှိတယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံအတွင်းမှာပိတ်ပင်ထားတဲ့ vape အရေးတောက်များနဲ့အခြားတရားမဝင်စေဝါများကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဘားဟာလိုင်စင်မရှိတဲ့အတွက်ပိုင်ရှင်ထိုင်းနိုင်ငံသားကလည်းဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။လက်တလုံးမှာတန်တရားရှိတဲ့မြန်မာနိုင်ငံသားအလုံးကိုဝန်တလန်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းကဏီမြို့နယ်မှာအကြဖတ်စစ်ခွေးတက်ကအင်အား200ဝန်းကျင်နဲ့မြေပြင်စစ်ကြောင်းစထိုးလာတဲ့အတွက်ပြည်သူတွေထောင်ထဲချီပြီးတော့တိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂုတ်လ16ရက်နေ့ နေခင်းပိုင်းကစတင်ပြီးတော့စစ်တပ်ကစေကြောင်းထိုးလာခြင်းဖြစ်ပြီးကဏီမြို့နယ်တောင်ချမ်းမှာရှိတဲ့ကြေးရွာ၁၀ခုကပြည်သူများဟာနေရပ်ကိုဆုတ်ခွာပြီးတော့ထွက်ပြေးနေရတယ်လို့သိရပါဗျ။အခုစစ်ဘေးစရှောင်နေတဲ့ရွာတွေကလဲရှိတွင်ချောင်းမှာတင့်ဝင်မင်းမကပြည်သူတွေစပြီးတော့ရှောင်နေရပါပြီ။တိုက်ပွဲကတော့မဖြစ်သေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။စစ်ခွေးစစ်ကြောင်းကရင်းမာပင်မြို့နယ်ဗန်မွေးရွာကနေစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးစစ်ကြောင်းနှစ်ကြောင်းခွဲက ကဏီမြို့နယ်အတွင်းကိုဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကြောင်းကလက်ရှိအနီးမှာတကြောင်မဲစာတောတိုက်အနီးမှာတကြောင်စုစုပေါင်းနှစ်ကြောင်ခွဲပြီးတော့ထိုးလာတာဗျ။ထောက်ကင်းနဲ့တက်လာတဲ့သဘောလို့ပြောလို့ရပါဗျ။တိုက်ပွဲကတော့မဖြစ်သေးဘူးလို့ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့ဝင်တဦးကရှင်းပြထားပါဗျ။ကဏီမြို့အတွင်းအခုစစ်ကြောင်းထိုးမှုဟာအကြမ်းဖက်စစ်ခွေးတပ်ကစစ်အုပ်ချုပ်ရေးကြီးညာအပြီးပထမဆုံးစတင်ပြီးတော့စစ်ကြောင်းစတင်ထိုးလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပေါ့မြို့နယ်လေလန်းရွာကိုအကြမ်းဖက်စစ်ကွေတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးတော့ပြည်သူနှစ်ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ16ရက်နေ့မနက်7:00နာရီကမှပေါ့မြို့ကပါစာ24ကစစ်ခွေးများကပေါ့မြို့နယ်တောင်ပိုင်းမှာရှိတဲ့လေလန်းရွာကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးစားထိမှန်ပြီးတော့ဂျေဝါနေပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးက နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကပ္ပစ24ကစစ်ခွေးတွေကလက်နက်ကြီးနဲ့ပြစ်လို့လေလန်းရွာတဲကိုကြီးစံကြတာပြည်သူနှစ်ဦးကတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်ပြည်သူနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိထားတယ်ဒဏ်ရာအခြေအနေကစိုးရိမ်ရပါတယ်လို့ဒေသခံပြည်သူတို့ကအတိပြုပြောကြားထားပါတယ်အလားတူပဲမန္တလေးတိုင်းမလိုင်မြို့နယ်ကိုလည်းအကြမ်းဖက်ဆက်ခွေးတပ်ကစစ်တပ်၄ထင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်ဩဂတ်စ15ရက်နေ့ည7:00နာရီတမနေခန့်ကစတင်ပြီးတော့ မလိုင်မြို့တောင်ဘက်မှာရှိတဲ့ကျေးရွာများကိုမိထီလာ၄တက်ကနေတက်လာတဲ့စက်တက်၄ထီးတစည်းကဘုံငါလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲကျေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အခုကတောင်သာနဲ့မလိုင်ဘက်ကရွာတွေကိုစစ်ခွေးတွေစက်တက်၄ထီးတွေနဲ့ညာတိုင်းလိုလိုဘုံကျဲတိုက်ခိုက်နေတာပြည်သူတွေကတော့ရွာထဲမှာမအိပ်ရဲတော့ဘူးအကုန်လုံးညာဘက်ဆိုရင် ရွာထဲကနေတိမ်းရှောင်ပြီးတော့တောထဲမှာအိတ်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါ့မြို့နယ်တို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းများကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ခွေးများယာနဲ့ချီပြီးတော့တိုက်ဆုံခဲ့ပြီးအလင်းဝင်လာတဲ့စစ်သားအယောက်တရာကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ28ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူမြို့အခြေစားတပ်မတရတဲ့ကနေပေါ့မြို့ဘက်ကိုဥတီထွက်ခွာလာတဲ့ ကားအစီးရေ140ကျော်ပါတဲ့ရေနန်းနဲ့အင်အား1000ကျော်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုမြိုင်မြို့နယ်နဲ့ပေါ့မြို့နယ်အတွင်းမှာတော်လည်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင်300ကျော်တေဆုံးထားပြီးတော့အများပြဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီစစ်ခွေးစစ်ကြောင်းကအလင်းဝင်လာတဲ့စစ်သားအယောက်100ကျော်ရှိပြီးတော့အလင်းဝင်လာတဲ့စစ်သားများကစစ်တပ်ကိုပြန်လည်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်သားတွေတဲကခရိုင်မှူး ဘုံမှုဆိုတဲ့ဒူတွေလည်းပါဝင်ပြီးတော့အလင်းဝင်လာတဲ့ဒူတွေတွေကနေရက်ကိုပြောင်းပြန်တဲ့ဒူတွေကိုလည်းပြန်လည်ပို့ဆောင်ထားတယ်လို့ပြောပါတယ်။စေကောင်စီကိုပြန်လည်ပြီးတော့တိုက်ခိုက်မဲ့ဒူများကိုအနီးကလေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။စေကောင်စီကိုပြန်လည်တိုက်ခိုက်မဲ့အလင်းဝင်စစ်သားများကိုနဂိုမူလပဂရိစိတ်ထားကိုပြုပြင်ပြောင်းလဲပေးခြင်းတဲ့မဲ့ပေးခြင်းလူလူကိုဗဟုပြုတဲ့စိတ်ထားမွေးမြူဆောင်ရွက်တက်စီရန်စီယုံတိန်သွင်းခြင်းများကိုလှုပ်ဆောင်ပေးနေတဲ့အပြင်ဘျူဟာတက်ရဲ့တပ်ဖွဲ့များကိုစူးစီးပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်းနဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ